kẹo bị mà extra vì rồi tay mình thì ừ chuẩn bị vào nó thì gồm cho anh quay mà lại ấy extra vì tôi này nè chuẩn bị vào nó thì đã là cho nó extra vì em á rồi quay lại vậy quay lại video phải là là nó vào nó ada oh sorry này để vậy မာလေးပါပါလေဒါရီအရောကလပ်ဆက်ပါလို့ဘလော့အဲမလီအဲဒါကနော်ဆိုင်လေးနောက်ကြဘလော့အတေးဘလော့အတဆိုင်လေးပါနော်โอเคแล้วเดี๋ยวเราจะมาคุยกันเลยนะครับโปรไฟล์เนี่ยဝင်ไล่ပါโปรไฟล์เนี่ยဝင်ไล่ပြီးတော့ split 10ဆိုတာလေးပါโอเคဒါကတော့ကျွန်တော်တို့ VPN တုံးတဲ့အခါမှာကိုမတုံးစီခြင်းနဲ့ update ကို VPN မတုံးအောင်လို့ ပိတ်ပေးတာဖြစ်ပါတယ်။အဲဒီကောင်ဆိုကျွန်တော်ရွေးထားရပြန်ဒီသုံးကိုရွေးထားရအဲဆိုရင်ဒီကောင် VPN ကဒီသုံးကိုအသက်ရောက်ဘူးပြ။အဲ့လိုပုံစံမှာအဲအောက်ခါကျတော့ only allow slash app to use the VPN ဆိုတာကျွန်တော်တို့ VPN သုံးခြင်းနဲ့ app ပဲကိုရွေးတာပေါ့နော်။ကျွန်တော်ကတော့ဒါပဲရွေးထားပါတယ်။အဲဘာလို့လဲဆိုတော့ကျွန်တော် Binance မှာဇာတာတောင်းတဲ့အချိန်ကျရင်ကျွန်တော် VPN နဲ့ဆိုရင် တိတ်အဆင်မပြေဘူးလေနော်အဲဒါကြောင့်ကျွန်တော် mouse လည်းပိတ်ထားရေး pressure လည်းပိတ်ထားရေး telegram ပိတ်ထားတယ်။အားမလို့မဟုတ်ရင် all f4 ရွေးလိုက်ပါ။အင်းဒီကောင်လေးကအဲတချို့တွေတိတ်မသိပြင်မယ်နော်။သုံးဝင်ပါလေ။ဒီကောင်လေးက Okay နောက်တစ်ခုကနော်ရကျင်တာက provision ရွေးလိုက်တယ်။ slot location ရွေးလိုက်တယ်။ location ရွေးတဲ့နေရာမှာကျွန်တော် recommend မယ် location မဲ့ဆိုဒီကောင်ဆိုရင် location တွေကိုပါရဲ့ဗျအခုမှာဂျပန်ဆိုရင် recommend နဲ့မှာ Osaka မှာပါဘူးဗျအဲ Osaka အဲဂျပန် location ဂျပန်ဆာဝါထဲမှာဗောနောအင်းလေးခုတယ်မှာဆိုသူက Osaka ကချိလို့ရတယ်ဗောနောချိလို့ကောင်းဆုံးပေါ့အင်းဒီထဲမှာတော့ကျွန်တော် Osaka အများအသုံးနေရတော့ Osaka ကိုပြပေးရတယ်ဒါပုံမှန်ဆို Osaka ပြအောင်ပြပေးပြအဲ့ဆိုတော့ ကျောင်းသားဂျပန်ဂျပန်ဘောနော်ဟုတ်ကဲ့ဂျပန်ဆိုဒီမှာအဲဆိုရှေ့မြအစားပါအကုန်လုံးမြင်ရပြီးအော်လိုကေးရှင်းလေးကိုဖွင့်ပြီးတော့ရွှေ့ရင်ပို့ပြီးတော့အဆင်ပြေပါရဘောနော်အဲဒီမှာလဲမြန်မာလိုကေးရှင်းနဲ့ပါတယ်ဆိုတော့လေကြောင်ညာရပါတယ်ရွရွကြည့်ရင်ကြောင်ညာရပါတယ်လက်မတက်ဘူးဘောနော်ဒါမှမဟုတ်ဘူးကိုကဘာချိန်ရမှန်းမသိဘူးဆိုရင်ပစ်ဖော်မီဆိုတာလေးရှိရဲ့ happy for me လေးကိုချိန်ရင်သူကအဆင်ပြေစာအောင်ချိန်ပြမှာပေါ့နော်အဲအဲ့ဒါပို့ပြီးတော့အဆင်ပြေပါခေဗီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်